အညာရှင်ရတော်ဘုံဒီချိန် EPS တင်ယူတည်ရမွန်းနှောချောင်းပိုလေးတွေကိုဖတ်ပြနေတဲ့သင်ခန်းစာလေးတွေပေါ့နော်အခုဒီဗီဒီယိုမှာဆိုရင်အခန်းလေးကိုဖတ်ပြပါမယ်ဒီချိန်ရဲ့ channel ထဲမှာတင်ယူတည်ရ meaning လေးတွေကိုအခုလိုမျိုးမွန်းနှောချောင်းပိုလေးတွေကိုထောက်လျှောက် playlist လေးတွေခွဲပြီးတော့တင်ထားပေးရဖြစ်တဲ့အတွက်မလို့အရင်ဆုံး channel လေးကို subscribe လုပ်သွားဖို့မမေ့နဲ့နော်ကဲဒါဆိုရင်အခန်းလေးထုံချက်กว่าဆောင်းမှုပစ္စည်းတွေနဲ့ပတ်သက်တဲ့ ခန်းလေးပေါ့နော်အဲ့ဒီအခန်းကမွန်းနွားချောင်းပို့ကိုကြည့်ကြည့်ရအောင်ဆောင်းနဲ့လိုက်ကြည့်မဲ့လူတွေဆိုရင်ဆောင်းမျက်နှာ89မှာကြည့်ပါမယ်နော်အခန်းလေးရဲ့မွန်းနွားချောင်းပို့ကဟန်ကုကဲချွာရှိမွန်းနွားချွာရှိဆိုတာအချဲတော့ကျန်းပြင်မှာဒီတိုင်းပဲထိုင်တာပေါ့နော်ထိုင်ကုန်မပါဘဲနဲ့ကျန်းပြင်မှာထိုင်တာကိုချွာရှိလို့ခေါ်ပါတယ်အဲ့ဒါကျန်းပြင်မှာထိုင်တဲ့မွန်းနွားရင်ကျင်းမှုတဲ့ အဲ့ဒီရင်ကျွေးမှုနဲ့ပတ်သက်ပြီးကြည့်ရအောင်ဟန်ကူခင်တရီဟန်ကူခင်ဆိုတာကိုရီးယားလူမျိုးတွေကိုရီးယားလူမျိုးတွေကတဲ့ဖန်းအီနာဖန်းအခန်းထဲမှာအီနာသို့မဟုတ်မာရူရဲ့ဖာတာမာရူဆိုတဲ့ဟဲ့ကန်ပေါ့နော်အရှိ့ အာအိမ်ရဲ့အရှိခံဧကံဧကံရဲ့ဖာဒတ်ကျမ်းပြင်မှာတဲ့အန်ကြဆိုထိုင်ပြီးတော့ရှိခစားတဲ့ဟာကောနာထမင်းစားတာဖြစ်ဖြစ်ဟျူရှိကချီဟာနဲ့ချွာရှိမွန်နာရခါကြီးကိုအစ်မိတာဟျူရှိကချီဟာတာဆိုတာချေတော့အနားယူတာကိုပြောတာပါအနားယူတယ်တဲ့ချွာရှိမွန်နာကျမ်းပြင်မှာထိုင်တဲ့အရင်ကြီးမှုကိုခါကြီးကိုအစ်မိတာရှိပါတယ်အီရောဟန် ဒီလိုမျိုးချွာရှိမွန်နော်နဲ့ချွာရှိမွန်နာဒီကျမ်းပြပေါ်မှာထိုင်တဲ့အရင်ကြီးမှုကတဲ့ခါချိုကီနာမိသားစုဒါမှမဟုတ်ရင်ခါကောင်ချင်းကူတကီခါကောင်ဆိုတော့ခြေလို့နီးတာနီးဆက်တဲ့တငယ်ချင်းချင်းချင်းပေါ့နော်တငယ်ချင်းချင်းချင်းနဲ့ဟမ်ကေအတူတူဆိုးထုံးဟာကိုဆိုးထုံးဟာတာဆိုတာမျိုးစကားနဲ့ပြောဆိုတာကိုပြောတာပါနော်အဲ့တော့ပြောဖို့ချင်းပြင်ယူတဲ့ကံမှဟောင်းဆောင်ဟာနဲ့ယူတဲ့ကံမှဟောင်းဆောင်ဟာတာဆိုတာ အရင်းနှီးမှုရယူတာပေါ့ရင်းနှီးမှုရယူတဲ့နေရာမှာတဲ့ထုံးချူမီတာအကူကြီးဖြစ်စေပါတယ်ပြောချင်တာပို့ပြီးတော့ရင်းနှီးနှီးဖြစ်စေတယ်ပေါ့နော်ချွားရှိမွန်နွားတို့အင်းနဲ့တဲ့ဒီကျဲမြေပေါ်မှာထိုင်တဲ့ရင်းကြီးမှုကနေပြီးတော့ဟန်ကူဆာရမ်တွေကိုရီးယားလူမျိုးတွေကတဲ့ထဲပူပေါ်မြားသွားပြင်ကြီးပန်းနေဆိုအိမ်ထဲမှာဆိုရင် ချင်းပါရဘကိုဆိုင်းဝါဟာမြောင်းအဲ့တော့ဖနှက်ချွတ်ပြီးတော့နေထိုင်သွားလာကြတယ်ပေါ့အိမ်ထဲမှာဆိုဖနှက်ချွတ်နေကြတယ်ပြီးရင်ဖာတက်ကဲအန်ကြဆုံးကျမ်းမြင်မှာထိုင်ပြီးတော့ရှစ်စာရဟာနရှစ်တန်တို့ရှုကဲပူဆူရီစမီတာထမင်းထိုင်ထားတဲ့စားတော့ဆိုင်တွေကိုလည်းရှုကဲပူဆူရီစမီတာလွယ်လွယ်ကူကူတွေ့နိုင်ပါတယ်တဲ့ ကဲအဲ့တော့ဒီမှာလည်းသူတို့ပုံလေးရင်းနဲ့ပြထားရဲပေါ့နော်ဒီလိုမျိုးအခုနောက်ပိုင်းထိရိုးရပုံစံဆိုပြီးတော့အပြင်မှာလည်းအဲ့လိုမျိုး coffee sign လက်ဖက်ရည်ဆိုင်လေးရှိရဲပေါ့နော်ပြီးရင်သူတို့ကဒီလိုမျိုးစပွဲပုံအပူလေးနဲ့ထမင်းထိုင်စားကြတယ်ယဉ်ကျေးမှုရှိရဲပေါ့ okay နောက်တစ်ခုကြည့်ကြအောင် ချွာရှိမွန်းနွားကတဲ့ချွာရှိမွန်းနွားဆိုအခုဒီကျမ်းမြမှာထိုင်တဲ့ရင်ကျိမှုကဟျောင်းတဲ့အဲတို့ဟျောင်းတဲ့ဆိုအခုကျေရလက်ရှိခက်ကိုပြောတာပါလက်ရှိခက်မှာလည်းပဲချီဆုတ်တယ်နင်ယူနဲ့ချီဆုတ်ထဲတာဆိုတာကဇက်တိုက်ဖြစ်နေတာတောက်လျှောက်အခုချိန်ဒီဖြစ်နေသေးရတယ် EU အကြောင်းပြချက်ကတော့တဲ့ဟန်ကူကဲခြောင်းထုံးနံပါတ်ဖန်ရှိခင်ကိုရီးယားတွေရဲ့ခြောင်းထုံးနံပါတ်ရိုးရနံပါတ်ဖန်ရှိဆိုအပူပေးစနစ် အပူပေးစနစ်ဖြစ်တဲ့ untol untol ဆိုရဲဒီအပူပေးစနစ်ရဲ့ရောင်ရမ်းသင်မွန်ဤတာကိုဟာမီတာရောင်ရမ်းဆိုတာအချိုးတက်ရောက်မှုအချိုးတက်ရောက်မှုလို့ပြောလို့ရပါတယ်အချိုးတက်ရောက်မှုကြောင့်လို့ပြောပါတယ်ပေါ့ untol ဒီအပူပေးစနစ်ကဘာတကူတတ်တူထားခဲ့ဟာနံဘာတကျမ်းပြင်ကိုတတ်တူထားခဲ့ဟာနံနွေးထွေးအောင်လုပ်ပေးတဲ့ဟန်ကူခင်နဲ့ချောင်းထုံးနံပါတ်စနစ်တမ်လို့ကိုရီးယားလူမျိုးတွေရဲ့ ချောင်းထုံနံပါတ်စနစ်ဆိုတော့ရိုးရအာဒီအပူပေးစနစ်ပေါ့နော်စနစ်စနစ်ဖန်းရှိနီးလက်တူတူပါပဲနော်အဲစနစ်အနေနဲ့တဲ့ရောရောကာကူကမိုယောစာနဲ့အဖတ်ချေရဆိုတော့ရောရောကာကူဆိုတာရှယ်ရာဒီမှာကာကူကပရင်ဘောကမဟုတ်ပါဘူးနော်မိသားစုကိုပြောရပါအဲ့ရောရောခါကူဆိုမိသားစုတွေအများကြီးပေါ့မိသားစုတွေအများကြီးမိုးရောစာနဲ့စူပေါင်းနေထိုင်နေအဖတ်ထဲဆိုတော့အဲတိုက်ခန်းနေမှာတောင်မှာတဲ့ 파이프 바닥에 깔아. 파이프를 바닥에 깔아. 파이프 소리. 파이비. 히 파이디오. 뭐라고? 히 파이디오. 잼미 아마 깔아. 캐나 비롤. 뜨거운 물을 순환시키는 방식으로 뜨거운 물이 부고 순환시키다가 이 레퍼스이다. 레퍼스에 방식으로 니램핀에 사용됩니다. 아떤 비유 바래. 밖에서는 밖에서서 앞에만 ူးတို့ပုံမှန်အားဖြင့်ဆိုဖာနာဝီကြရဲ့အန်ကြဆိုဖာပေါ်ဒီမှာတို့ဒါမှမဟုတ်ရင်ဝီကြအဲထိုင်ကုန်မှာတို့ထိုင်ပြီးတော့စိန်ဝါဟာနဲ့နေထိုင်ကြတယ်ချောမွန်စာရမ်ဂျူတို့လူငယ်တွေတောင်မှတဲ့ဂျီပန်နယ်ဆိုနဲ့ဂျီပန်နယ်ဆိုအိမ်ထဲမှာဆိုရင်တော့ဂျာဂျူမကြာခဏခဏခဏပေါ့နော်တာတထန်ဖာတကဲအန်ကြနွေးတယ်ကျမ်းပြမှာပဲ ထိုင်ပြီးတော့တဲ့ TV ရဖို့ကောနာ TV ကြည့်တာဖြစ်ဖြစ်ရွှေကီတို့ဟာမီတာအနားယူခြင်းနေပြုလုပ်ပါတယ်အဲ့တော့ဒီရလေးကတော့ဆယ်တို့အကြောင်းအရာလေးကလွယ်တယ်လို့ပြောလို့ရတယ်ပြီးရင်ဆယ်တို့မေးခွန်းနေမှာပါနိုင်ခြင်းရှိရယ်ပေါ့နော်ဒီမွန်းနွားလေးကတော့အဲ့ဒီခန်းလေးကလွယ်ပါတယ်ဆယ်ဒီမှာ line လေးတွေနဲ့ highlight လေးတွေပေးထားတယ်ဆယ်ပြောသွားတဲ့ဟာလေးတွေနဲ့ like ပြီးတော့ comment လေးကို meaning လေးတွေထုတ်ပြီးတော့ကြည့်ပေါ့နော် ခင်ဗျာဆိုရင်ဒီထက်ရဲ့ဗီဒီယိုလေးကရောရောဖုန်းတို့အတွက်အများကြီးအထောက်အကူဖြစ်လိမ့်မယ်လို့မျှော်လင့်ပါတယ်เนาะနောက်ထပ်အခက်အစ်စ်လေးတွေနဲ့အတူနောက်ထပ်ဗီဒီယိုအစ်စ်လေးတွေမှာဒီ channel ပြန်တွေ့ကြမယ်เนาะအညော